မာလာတက်အဓိကဘာနဲ့အသက်ရှင်နေလဲဆိုတော့အတင်းအကျက်စစ်မှုထမ်းဥပဒေနဲ့ပြည်သူတွေကိုအတင်းတို့တက်ထဲကိုသွတ်သွင်းပြီးတော့အသေးခံကားပြီးတော့အဲ့ဒါနဲ့သက်ဆက်တယ်အဲ့တော့ကျွန်တော်တို့ကဒါကိုမဖြစ်မနေဝိုင်းပြီးတော့เนาะဖြတ်ပြစ်မှရမယ် အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အတိုင်းအပါအဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည် ဲ့ဒါဒီຫນွေဥဒေါ်လာရေးကြီးကိုကျွန်တော်တို့ကအောင်ပွဲကိုရတဲ့အထိကိုသွားနိုင်မှာဖြစ်တယ်ဒီလိုသွားနိုင်ဖို့လဲကျွန်တော်တို့ညီပေါင်းစုံနဲ့အဖက်ဖက်ကနေပြီးတော့ဝိုင်းလောက်ကြဖို့လိုပါတယ်နော်ဆိုတော့ကျွန်တော်တို့မြန်မာတွေကတော့တကယ်ကိုစံထားစီရပါနော်ကျွန်တော်တို့မြန်မာဖြစ်ရတာ ဂုံယူဖို့ကောင်းတယ်လို့ဝမ်းနေဖို့လည်းကောင်းတယ်ဂုံယူဖို့ကောင်းတာကကျွန်တော်တို့ယနေ့လူဦးတော်လိုင်းရေးမှာမြေပြင်မှာလက်တွေ့တော်လန်တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေကလာကရိတ်ခါတပြားမှရတဲ့သူတွေမဟုတ်ဘူး ဒါပြင်မိမိရဲ့ရှိနေတဲ့အနေထားအခြေအနေကို ဖြတ်ပြီးတော့နော်ဘဝတွေကို ဖြတ်ပြီးတော့အနာဂတ်တွေကိုဖြတ်ပြီးတော့အသက်တွေကိုရင်းပြီးတော့ကိုယ့်ရဲ့စိတ်ထဲနဲ့ကိုကိုယ်တိုင်ရွေးချယ်မှုနဲ့ဆုံးဖြတ်မှုနဲ့တိုက်ပွဲဝင်နိုင်ကြတာဖြစ်တယ်။ဆိုတော့ဒါကဂုံစရာကောင်းတယ်။ဥမာဆိုလို့ရှိရင်နာမည်အရင်ကြီးတဲ့ ယူကရိန်းလိုတိုင်းပြည်မှာပါစစ်သားတစ်စုဆောင်းတဲ့နေရာမှာဒီနှစ်ကိုအမေရိကန်ဒေါ်လာ2400ပေးပါမယ်ဆိုပြီးတော့ဒီလိုမျိုးမတ်လုံးပေးပြီးတော့ခေါ်ရတယ်ကျွန်တော်တို့ယနေ့ຫນွေဥဒေါ်လာရေးမှာပါဝင်တိုက်ပွဲဝင်နေတဲ့ကျွန်တော်တို့ရဲ့ရဲဘော်တွေက ်ဘဒူကမှခေါ်လို့မဟုတ်ဘူးတပြားမှလည်းမရဘူးကိုဒီစိတ်တဲ့နဲ့ကိုကိုဘာကိုဝင်လာကြတယ်ဒီပဲအဓိကဘာကြောင့်လဲပြန်စဉ်းစားကြည့်ဒီလောက်အသက်ဒီဘဝတွေအနာဂတ်တွေကိုရင်းရတဲ့ဟာကိုအကုန်လုံးကဘာကြောင့်ဝင်လာကြတာလဲ ကျွန်တော်ပြည်သူတွေဖြေကြည့်ပါဦးဘာကြောင့်များဒီလောက်အန်ဒီအများတဲ့လမ်းခီးအသက်တွေပေးရတဲ့လမ်းခီးဘာကြောင့်ကျွန်တော်တို့ပြည်သူတွေဝင်လာကြတာလဲနည်းနည်းစဉ်းစားကြည့်ပါဦးเนาะကျွန်တော်တို့ပြည်သူတွေလူငယ်လေးတွေเนาะလေသမားတွေယာသမားတွေကုန်တယ်ပြွဲစားတွေကျောင်းသားတွေဆရာတွေဆရာမတွေ အင်ဂျင်နီယာတွေဆရာဝန်တွေဥပဒေပညာရှင်တွေဘာကြောင့်ကိုယ့်အသက်ကိုကိုရင်းပြီးတော့ပါဝင်လာကြတာလဲကျွန်တော်ပြည်သူတွေကိုမရေးကြည့်ပါဦးယူကရိန်းလောက်တိုင်းပြည်မှာစစ်ကြောမဖြစ်ချင်လို့တဲ့နော်ဟုတ်ကဲ့ကျေးဇူးတင်တယ်ကျွန်တော်ကိုကွန်မလေးတွေနဲ့ပါဝင်ပေးပြီးတော့အပြန်အလှန်ဆွေးနွေးတဲ့သဘောနဲ့ကျွန်တော်တို့ဆွေးနွေးရအောင်နော် ဆိုတော့ယူကရိန်းလိုတိုင်းပြည်မှာစစ်မှုမထမ်းကြလို့သူများတိုင်းပြည်တွေကိုထွက်ပြေးအမေရိကန်မှာဆိုလို့ရှိရင်ယူကရိန်းနိုင်ငံသား2သိန်းကျော်ရှိတယ်လို့ကြားတယ်။ဒီအင်္ဂလမာဆိုလဲယူကရိန်းပေါင်းမြောက်များစွာကျွန်တော်တို့တိုင်းပြည်ကလူငယ်တွေကအဲ့လိုထွက်မသွားဘူး။ပြည်တွင်းထဲမှာပဲနေပြီးတော့ စစ်ပညာရှင်စစ်ပညာတွေကိုသင်ပြီးတော့လက်နဲ့ဆွဲကင်ပြီးတော့စစ်အာဏာရှင်ကိုတော်လန်တိုက်ပွဲဝင်နေကြတယ်အဓိကကတော့ပရမဆုံးချက်မတရားမှုကိုလက်မခံနိုင်ဘူးအမှန်တရားကိုမျက်နှိုးလို့ယဘာဘီမှာစစ်အာဏာရှင်တွေလူဘဝတာကိုမခံနိုင်လို့ ဲ့တော့ကျွန်တော်တို့ဒီနေ့နွေဦးတော်လိုင်းရေးကြီးကမြမပြည်မှာဘလို့အာနာရှင်မျိုးမှထပ်ပြီးတော့မပေါ်နိုင်အောင်အမြင့်ကနေပြီးတော့ဆွဲနှုတ်ပြီးတော့ရိုက်ချိုးတဲ့ပွဲဒီပွဲကအရှင်းအဟုန်လေးရနေတဲ့အပြင်အောင်ပွဲတွေလည်းအတိအကျရတယ်ဒန်းတူကြီးများဖြစ်ခြင်းလို့မှန်တယ်ဗျာနော်ကိုပိုင်ပြဌာန်းပွဲတွေရခြင်းလို့ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ထောင်ခြင်းလို့ လူအခွင့်အရေးတွေလိုချင်လို့ဒီမိုကရေစီတွေလိုချင်လို့လူကုံသက်ခါရှိရှိရှင်သန်ချင်လို့ကျွန်တော်တို့မြန်မာပြည်ရဲ့ဘဝနော်ကျွန်တော်တို့ရဲ့မြန်မာပြည်ရဲ့ဘဝအသက်တွေသိနေနေစင်နေအမြနော်မြန်မာချမ်းပတ်စစ်တပ်ကအပြစ်မဲ့ပြည်သူတွေကိုဘုံကျဲမီးရှို့ တပ်ဖြတ်ကဘာကစိတ်ဝင်စားအောင်ကျွန်တော်တို့ကအာရှနာဂူရဘာသာရေးရလဲဘုရားဘာသာကိုစိတ်ဝင်စားအောင်တို့နေ့စဉ်အမြကျွန်တော်တို့သတင်းတွေမှာကြည့်လိုက်မြင်ဆိုလို့ရှိရင်เนาะ မြောင်မြို့မှာရှိတဲ့စစ်ရှောင်းအများစုနေတဲ့ဘန်းညိုရွာကိုစစ်ကောင်စီကရွာလုံးကျွတ်မီးရှို့နော်ဂျိုက်ထုံမြို့နယ်မှာစစ်ကောင်စီကဒရုန်းတွေနဲ့တိုက်ခိုက်မှုပုံများလားမန္တလေးတိုင်းမြင်းချံခရိုင်တောင်တာမြို့နယ်နောက်ဖက်ရှိစစ်ကောင်စီစခန်းကိုကျွန်တော်ပြည်ထရေးဝင်ထိုက်နော်တခါမကွေးတိုင်းရေစကြိုမှာရေတော်ရွာကိုဝင်ရောက်ပြီးတော့ဒေသခံတွေကိုတပ်ဖြတ်မီးရှို့ဖျက်ဆီး မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာကျေးရွာဇေရန်ကိုစစ်ကောင်စီကလေကြောင်းကနေတိုက်ခလေး6ဦးအပါဝင်ပြီးသူ28ဦးသေ30ဦးဒဏ်ရာနေစင်းနေမြပါရာဂလိုက်ဒါတွေနဲ့ဘုံကျဲကုလသမဂ္ဂပါတော့တောက်ကြီးတော့မဆိုင်အင်းနေချင်းတိုင်းကြီးရောတောက်ကြီးကိုမဆိုင်ဘူးအဲအဲ့ဒီ ကုလသမဂ္ဂဘယ်နေမှာတောက်ကြည့်ဆိုင်လဲဆိုတော့ထိုင်းမှာရှိတဲ့တေယုတ်ဘီဘောက်ဝီဂါမွတ်စလင်တွေတေယုတ်ဘီမာကြီးအစိုးရကိုစန့်ကျင်နေတဲ့သူတွေဆယ်ယောက်ကိုတေယုတ်ဘီကိုထိုင်းကပြန်ပို့တဲ့ခါကျတော့ကုလသမဂ္ဂကလည်းအသာထွက်တယ်အမေရိကန်ကလည်းဗီဇာပိတ်တယ်ဆိုပြီးတော့လောက် မြမပြီမှာပြည်တွင်းမှာသေနေတဲ့ကိစ္စတွေတန်းနဲ့ချီပြီးတော့အကုန်လုံးဒုက္ခရောက်နေတဲ့ကိစ္စကုလသမဂ္ဂဂူဒရက်စ်ကစိတ်ဝင်စားဘူးသူစိတ်ဝင်စားတာတခုပဲရှိတယ်ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ဒုက္ခသည်စကားကိုသွားပြီးတော့အဲ့ဒါကိုပဲရှိတယ်အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ပဲရှိတယ်ဆိုတာတကယ်အမှန်တရားပါတကယ်လို့များကျွန်တော်တို့ ယူကရိန်းကိုရနေတဲ့အကူအညီရဲ့1%လောက်ပဲရမလာကိုကျွန်တော်တို့ဖြုတ်လိုက်တယ်အခုကယူကရိန်းကိုပေးတာကိုကျွန်တော်တို့မကန့်ကွက်ပါဘူးဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်ကြတော့ပေးလျာခံထားတယ်လူတွေမဟုတ်တော့တဲ့အတိုင်းပဲအဓိကလက်တွေတည်ရခံရတော့မလာကြမှာပါ ဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့မွေးဖွားလာတဲ့အချိန်ကလေးကနေဝဲအောက်ကနေပြီးတော့မွေးဖွားလာတယ်။အာနာရှင်နေဝဲဒါတိုင်းပြီးလုံးကိုစပြီးဖြတ်စည်းတဲ့အချိန်မှာကျွန်တော်တို့မွေးဖွားလာတယ်။လူမန်းတိရစရှိချိန်ဒီမှာသန့်ရှင်တို့စောမောင်တို့ခင်ညွတ်တို့အဲ့ရောက်ကနေကြီးပြင်းလာရတယ်။အဲ့တော့ဒီစောဝါခါတိလာတဲ့စက်အာနာရှင်စနစ်ဇူး လွတ်လပ်ရေးနဲ့အတူပောက်ပွားလာတယ်လို့ပဲပြောရမှာပဲကျွန်တော်တို့ရဲ့မျိုးဆက်တွေဒီတစ်ချိန်မှမှအပြတ်မဖြတ်လို့ရှိရင်နောက်မလွယ်ဘူးအဲ့တော့ကျွန်တော်တို့ကဒီတော်လန်ရေးကြီးကိုအဆုံးထိရအောင်တွားပြီးတော့အောင်ပွဲကိုအောင်မြင်မှုကိုအရယူခြင်းမှတပါအချားမရှိဘူး ဲ့တော့ဒေါ်ဥဒ္ဒရာကြီးစားတဲ့အချိန်မှာနိုင်ငံတကာကဖြစ်ပါမလားဟုတ်ပါမလားဒီလိုတန်ရရရှိခဲ့ဘာကြောင့်လဲဆိုတော့စစ်ကောင်စီကကမ္ဘာစစ်တပ်ဒီအားလုံးမှာနံပါတ်35ဆိုလားဘာဆိုလားသူတို့ for sure လောက်တာဟုတ်လားသူတို့ for sure လောက်တာနောက်တစ်ခုကဘာလဲဆိုတော့ တို့တို့ရှိမှာစခအင်အားက9သိန်းလောက်ရှိတယ်တို့နောက်ထပ်ထပ်ပြီးတော့ for sure လုပ်ထတာဗာလဲဆိုတော့တို့ရှိတို့တို့ရှိမှာခင်မိတဲ့စိလနာကရိယာတွေရှိတယ်ဆိုပြီး for sure လုပ်ထတာဒေဝကြီးလုပ်ထတာလက်ရမဲ့ပြီးသူတွေစာရပြတဲ့အချိန်ကျတော့တတိတွေနင်းငယ်ရှိပြပြီးတော့ပြီးသူတွေကို yes ဆက်ပြတ်နေဆက်တပြတ် ဲ့ဒီပြည်သူတွေကယနေ့လက်နဲ့ဆွဲကြိုင်ဒေါ်လာနဲ့အချိန်ကြတော့ဒီကောင်တွေအခုဘာဖြစ်လာပြီလဲကျွန်တော်တို့ຫນွေဥဒေါ်လာရေးကြီးနဲ့ဒိုင်းရင်သားလက်နဲ့ကြိုင်ဒေါ်လာရေးတွေပေါင်းစပ်လိုက်တဲ့အခါကြတော့မလာအယူမီဝိုင်းဖြစ်နေပြီမလာတက်ကပြုတ်ပြုတ်ပြုံးသွားတာအားလုံးသိပဲ မလာတဲ့ဂျုံဂျုံကြသွားတာအားလုံးအသိပဲအဲ့တော့ယနေ့တို့ရဒီအတင်းကျစမှုထမ်းဖို့လူစုစားလို့မရအောင်တို့ရအုပ်ချုပ်လို့မရအောင်မင်္ဂလာပါစီယာနီဟုတ်ကဲ့မင်္ဂလာပါအားလုံးပဲတာလီစွတ်ပါနော်တာလီစွတ်ပါ နာတမောနော်ကျွန်တော်တို့ဒီဟာကိုဖျက်ကိုဖျက်မှရမယ်ဘာကြောင့်လဲဆိုတော့ तू ကအကန့်သတ်မဲ့နေအခုဆိုလို့ရှိရင်စစ်တနာပေါင်း၁၀ချိန်ကျော်တို့ရဲ့အတွက်ကို အတင်းအကျပ်အသေးခံခိုင်းမှုကျွန်တော်တို့ဘီသူတွေကိုသွတ်သွင်းလာတာဆိုတော့တို့မကယုံယုံကြပြီးတော့ပြုတ်ပြုတ်ပြုံးသွားပြီးတဲ့နောက်မဟာလာက လောဘကိုအလောင်းစားလုပ်လိုက်တာပဲစမှုထံမဖြစ်မနေစမှုထံဥပဒေနဲ့သူဒါကိုလောက်ခံနေမှသူတော်တော်စဉ်းစားရမယ်ငါဘက်ကိုပြောင်းလဲလာမလားဖြစ်ကောဖြစ်ပါမလားသူတို့လက်ထဲကိုလက်နဲ့တွေရသွားရင်ငါတို့ဘယ်လိုလုပ်မလဲဆိုရင်မအားလားတော်တော်ခေါင်းစားခဲ့မယ် ဒါပေမဲ့သူလည်းရွေးစရာလမ်းမရှိတော့တဲ့ချိန်မှာနောက်ဆုံးအဲ့ဒီအသေးချက်စစ်မှုထမ်းခိုင်းပြီးတော့သွတ်သွင်းလာလိုက်တာယနေ့အချိန်မှာဆယ်ချိန်မြောက်ဆိုတော့ဒါကိုကျွန်တော်တို့ကရှုပ်ပြမရနီလာပေါင်းစုံနဲ့ကျွန်တော်တို့ဒါကိုအဓိကနော်တာဂတ်ထားပြီးတော့စော်နိုင်ဖို့လိုတယ်ဆိုတော့နံပါတ်1 အဲ့ဒါတွေနဲ့သူအသက်ရှင်တယ်နမနက်ကဒီယုံနဲ့ရုရှားရဲ့ကြားကံပေးမှုနဲ့အာဆီယံရဲ့အလုံးလုံးမှုနဲ့အိန္ဒိယနိုင်ငံရဲ့ဖာပိဖာသာနေနိုင်မှုနဲ့သူသက်ဆက်နမတ်သုံးချက်က ကိုဘကစူးစူးစည်းစည်းနဲ့ညွန့်ရဲကိုအဖွဲစည်းအသီးသီးတော်လိုင်းလက်နက်ကိုင်အဖွဲအသီးသီးဥဆောင်အဖွဲအသီးသီးကျွန်တော်တို့မလုံနိုင်ကြဘူးအဲ့ဒါတွေကမင်းအောင်လိုင်းကိုကျွန်တော်တို့ကအသက်ကျွေးပေးတယ်လို့ဖြစ်တယ် ဲ့တော့ဓာရီကိုကျွန်တော်တို့ကကိုလုံးလုံးရတာကိုကိုနီလန်ဘောင်းစုံနဲ့ဖြည့်ရှင်းမယ်ဆိုရင်မအားတော့ကျွန်တော်တို့ဖြုတ်လို့ရတယ်เนาะအဲ့တော့အဓိကကတော့ဥစ္စာအဖွဲ့စည်းတွေကတော့ခေါင်းဆောင်မှုပေးရမှာပေါ့เนาะခေါင်းဆောင်မှုပေးရမှာပေါ့အဲ့တော့ ကျွန်တော်တို့ရဲ့ဈားထဲမှာညီညွတ်ရေးညီညွတ်ရေးညီညွတ်ရေးပူပေါင်းဆောင်ရွက်ရေးမဟာမိတ်ဆက်ဆံရေးဓာတ်တွေကိုကျွန်တော်တို့ကအလောတကြီးအလောကုန်းစေလင်းလင်းမြတ်မြတ်ယခုချက်ချင်းလုံနိုင်ကြဖို့လိုတယ်ဒါပေမဲ့အဲ့ဒါကြီးစိတ်ခေါ်မှုကြီးကြီးပဲ ဆိုတော့ကျွန်တော်ကျွန်တော်တို့ကိုဒိုင်းငါအချစ်ချင်းတဲမှာတော့ကျွန်တော်တို့အခုပဲကြည့်ကြည့်ကချင်နဲ့တအန်းနဲ့ကိုတိုင်မှုကချင်နဲ့ကျွန်တော်တို့ကိုကန်းရဲ့ပုတ်တိုင်မှုချင်းချင်းချင်းပုတ်တိုင်မှုဂရင်းချင်းချင်းပုတ်တိုင်မှုပြီးခဲ့တဲ့ရက်က နေပြီးတော့မှ KMP တဲ့နဲ့နေပြီးတော့ PDF ကပုတ်တိုင်းမှုအညာဒေသမှာပတ်သုံးလုံးနဲ့လူကလေးရဲ့ပုတ်တိုင်းမှုဓာရီကအရှိတရားတွေအဲ့တော့ကျွန်တော်တို့ကတကယ်လို့မြန်တစုတစည်းနဲ့စုစည်းလိုက်မယ်ဆိုရင်ကျွန်တော်ရဲ့လုံနိုင်စွမ်းကအင်အားတွေကမလာတဲ့အများကြီးတာ ဒါပေမဲ့အဲ့စင်ကော်မှုကြီးကကျွန်တော်တို့ဈားထဲမှာအကွဲကွဲအပြားပြားတွေဖြစ်နေတာအဓိကစင်ကော်မှုကြီးအကြီးကြီးပဲ။